စပ်ပြောစရာစကားမရှိကိုကြီးဆိုတော့တမီးရဲ့ဟုတ်တယ်ညီမလေးညီမလေးဆိုရင်လည်းကိုမွေးကိုတမီးလာပါရှိတယ်မင်းမလို့လူလူရှိနေလေညီမလေးညာတော့အတက်တရားကြီးလာသူတို့ငယ်ွားတလို့ကိုတို့တို့ဆိုလည်းအတက်မကြီးလာကိုနေမင်းတို့ဆိုလည်းလိုပဲအတက်မကြီးလာအစကတော့အဲ့လောက်ထိဟိုနုမယ်လို့မတင်ဘောနော်ဘူးပေါ့ဘူးတော့တယ်နော် ရှူတင်နောက်ကြတဲ့နေ့တို့ဒီဝါလို့ရှူတင်မှာအဲ့လိုမုတ်စားခြင်းလို့ရှေ့လေးလမ်းထိပ်လေးထွက်ပြီးမုတ်ဝဲတာပါဆိုအဲ့လိုချင်ရတခါစုခမ်းရဘူးတဲ့အဲ့ဒီကနေရှူတင်မှာဝုန်းလိုက်ကျဲလိုက်တော့လန့်သွားတဲ့ကနေဘိုက်စာနေတော့ထိုင်နေတော့ညာရဲ့ character လေးကဒီထဲမှာအဲ ကြည့်လိုက်ပေါ့နော်များကြာရှေ့မှာတတိချဆွဲဆီယမလေးဆိုရယ်ဇယုံနဲ့ပဲအကုန်လုံးမြင်တာဆိုတော့လေဒီကားမှာတော့ဒါအပြည့် character အနေနဲ့ပထမဆုံးများရဲ့ကားပေါ့နော်အပြည့် character တစ်ခုအနေနဲ့တွေ့ရမယ်ဆွဲကားလေးဆိုတော့ဟုတ်အဲဟိုပရိသတ်တွေကြည့်လိုက်တာနဲ့ဟိုညအောင်နောက်တစ်မျိုးလေးမြင်သွားမှာအကျိတ်တွေပါပြီးတော့ဒီကားလေးရဲ့ character ထူးခြားတယ်အဲပြီးတော့ဟိုလို့ပြောမယ်နည်းနည်းလေးဟိုအနေအများကြီးလို့ပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဇလန် spoil ဖြစ်သွားမှာဆိုလို့မပြောတော့ပါဟုတ်ရှိတယ် ဘာလို့လဲဆိုတော့ဟိုလေဟိုစကားအမားတချို့စကားဆိုအဲ့လိုမှားသွားမှာတချို့စကားဆိုဟိုနည်းရှိုင်းသွားမှာဒီကားထဲမှာじゃအဲ့လိုအဲ့လိုဖြစ်မှာဆိုစိတ်ပူတော့အဲတခုဆိုရင်ကိုကြီးကတော့เนาะအဲပြောပြီးတော့ပါဗျာဒါတေးဥဆောင်နေပေါ့ဟုတ်ကိုညိုပေါ့ကိုတုံးကိုနေမင်းတို့ကြောင့်များနဲ့ကဟိုတကယ်ဟိုမောင်နှမရဲ့လို့လို့ပြောကိုထုံးလို့ဆိုရင်များအိဇမဲအိဇမဲတွေကနေပြီးတော့များကြိုက်တာလေပြီးတော့ကိုထုံးရဲ့ဟိုပန်းတိပုံမြင် အဲအဲ့ဒီမှာအရန်ကြိုက်တာအဲ့ပန်းဒီပုံမြင်မာတွေကကိုတို့ကလောက crazy ဖြစ်ခဲ့ရဆိုတော့အဲအခုဒီကားမှာလည်းပြန်ပြီးဆုံးသွားအရင်ကကြိုက်ခဲ့ပြီးတော့ကိုနေမင်းဆိုလည်းအဲ့လိုပဲငငယ်ကကြိုက်ခဲ့ idol တွေရောငငယ်ကကြိုက်ခဲ့ကိုကြီးတွေကိုကြီးတွေပေါ့အဲ့နဲ့ကိုတို့တို့ကိုနေမင်းတို့အာ shooting နိုင်ခဲ့မာလီရတဲ့အသက်ဘယ်နှစ်နှစ်လဲ20လို့ဟားတဲ့အဲ့ဆိုရင်ကိုကြီးတို့နဲ့ထောက်ဝက်ပေါ်ရယ်ကိုကြီးမွေးကိုကြီးသမီးပဲ ဒီကားမှာလုံးဝထူးထူးခြားခြားပဲဘာဖြစ်လို့လဲဆိုတော့လေမြားတို့အရှိရကားတွေမှာလေကိုညိုကဇညုံကိုပေးဖက်တာရှားတယ်လေဇညုံကိုလုံးဝဖွက်ထားတာအဲသူတို့ twist တွေကိုအကုန်လုံးဖွက်ထားများတယ်အဲမြားတို့ဒီကားမှာကြတော့ကိုထုံးတို့ကိုကိုနိုင်တို့ပါလို့လားမသိဘူးစာအုပ်ကြီးကိုပေးချပလိုက်တာဟဲ့အဲ့ညာရယ် surprise တယ်ဖြစ်နေဟဲ့စာအုပ်ကြီးပေးတယ်တော့ဇညုံစာအုပ်ကြီးရပြီမယုံသေးဘူးဖွင့်ဖတ်တယ်ဟာလို့သတိနည်းအောင်ပါတယ်ကိုရတော့အရင် surprise တယ်ဖြစ်နေတာ အဲ့နဲ့တကယ်အားတကယ်ပေးဖတ်တယ်ဆိုပြီးပျော်နေတော့ရှိသေးတယ်တကယ်လည်းဟိုအခုတကားလုံးလည်းပြီးလက်ပြီးတော့ twist တွေကထက်ရှိလာအဓိကလေစီစီစီစနစ်စီကံရဲ့ကြီးရပါတော့စီကံရဲ့ကြီးရဆိုတော့များတို့ shooting မှာဆို shooting မှာထားရတဲ့စီကံတိုင်းသူ shooting မှာဓပုံနေအဲ့လိုခွင့်ပြုချက်မရှိပဲမရိုက်ရဘူးပြီးရင်ဇလန်းစက်ညို့တယောက်နဲ့တယောက်တယောက်ဆောက်ချင်းချင်းတာကိုခွင့်ပြုချက်မရှိပဲနဲ့ မပြောရဘူးအဲ့လိုလေးပေါ့နော်စီကန်းနေပြီးမိတ်ကပ်ပုတ်ပုတ်ပုတ်လောက်တာမကြိုက်ဘူးအဲ့အများလေးအများအရင်ဆုံးစုခံလိုက်ရဆိုတော့တိသွားအဲ့လိုအဲ့လိုလေးပေါ့နော်ရှူတင်နောက်ကြတဲ့နေတို့ဒီဝါအဲ့လိုရှူတင်မှာအဲ့လိုမုတ်စားခြင်းလို့ရှေ့လေးလန်တိတ်လေးထွက်ပြီးမုတ်ဝဲတာပေါ့ဆိုတော့အဲ့လိုချင်ရတခါစုခံရဘူးအဲ့ဒီကနေရှူတင်မှာဝုန်းလိုက်ကျဲလိုက်တော့လန့်သွားအဲ့ဒီကနေဘိုက်စာနေတော့ထိုင်နေတော့ပန်းနီပုံမျိုးဆိုမဟုတ်ဝဲနေလေအဲ့ကားလေးကိုအရန်ကြိုက်ပြီးတော့အဲ့အဲ့ကားကိုပဲခဏခဏအဲ့လိုငှားကြည့်ရအောင်ရှိရဲ့ အဲ့တော့အဲ့အဲ့အဲ့လိုလေးကြီးခဲ့ရတော့လေ exam ဆိုပြီးထွက်လာတဲ့ချင်းနေလိုက်နားထားအမမန်တော့ဟိုအဲ့တော့တော့များတော်တော်ငယ်ဟုတ်မလားစီလည်းရှိသေးတယ်အဲ့တော့ကိုတို့ကပြောအခုမွေးရင်လည်းကိုကြီးမွေးရင်လည်းကိုကြီးသမီးလာဝယ်ရှိတယ်။အဲ့လိုမတွေးခဲ့ဘူးပေါ့နော်။ပြင်မှာတွေးချင်တယ်အဲ့လိုအဲ့လိုကိုတေယုတ်တေယုတ်ဆောင်နေမင်းသားမင်းသမီးဆိုပြင်မှာတွေးချင်တယ်ဆိုတာလေးကအခုချိန်မှာဆန်းနိုင်ပြေးသွားပါပြင်မှာလည်းတွေးရတယ် ပါပဲပြပါတွေ့ရတော့ဟိုညတော့အတက်တရားကြီးလာသူတော့ငယ်သွားတယ်လို့ကိုတို့တို့ဆိုလည်းအတက်မကြီးလာကိုနေမင်းတို့ဆိုလည်းလို့အတက်မကြီးလာအာရှုတဲ့ပါဆိုစရယ်အာကိုကြီးအာဟိုဘာညာနဲ့ခေါ်ပြီးဆိုကိုတို့ကသမီးတဲ့ စက်ပြောစရာစကားမရှိကိုကြီးဆိုတော့တမီးရဲ့ဟုတ်တယ်အဲ့ဒါစူးစာကူထုံးလို့ခေါ်ရကမလားကိုထုံးလို့ခေါ်ရကမလားမသိဘူးဟုတ်တယ်တဲ့ညီမလေးညီမလေးဆိုရင်လည်းကိုမွေးကိုတမီးတော့မရှိတယ်အစတော့အဲ့လောက်ထိဟိုနုမယ်လို့မတင်ဘောနော်အဲ့တုန်းကရွယ်နေအခုဆိုဒါမဲ့လေဟိုငငယ်တော့တီဗီထဲမှာကြည်လာတဲ့ကိုထိုးနိုင်မယ်ခုလည်းပြင်မအဲ့တိုင်းလေဟုတ်တယ်ဒီကားလေးရဲ့အဓိကပြောချင်တဲ့ဟာ လောကမှာကြောက်စရာအကောင်းဆုံးတတဝါလူတွေပဲအဲဒီကားမှာတွေ့ရမယ်ပေါ့နော်လူတိုင်းလူတိုင်းကအဲ့လိုအချင်းချင်းအောင်ယုံကြည်လို့မရဘူးသစိန်းဆိုပို့ဆိုးပေါ့နော်မိသားစုသွေးသွေးသားရင်းချတာယုံကြည်လို့မရတဲ့ခင်မှာသစိန်းဆိုရင်တော့ပို့ဆိုးပေါ့အဲ့လိုအကြောင်းလေးရိုက်ထားဆိုတော့လေဟိုဒီကားကြည့်ဘူးရရင်လေလူတွေကိုယုံကြည်ဖို့အရန်ပို့ကြောက်သွားလိမ့်မယ်